အားလုံးမင်္ဂလာပါဗျာဖိုးကလေးနီးပညာရှင်ပြန်လည်ကြိုဆိုပါရစေဗျဒီနေ့မှာတော့ဒီ Oppo တစ်လုံးကို password ဖြည့်နေမြောက်ပေးမှဖြစ်ပါတယ်ဒီကောင်လေးရော Oppo A60 ဗျာနော် Oppo A60 password ဖြည့်နေမြောက်ပေးမှဖြစ်ပါတယ် Okay ဒါဆိုရင်အေးဒီကလို password ဖြည့်ရင်တခုတည်းဒါမှာတော့ထဲကတော့ Gmail account ပေါ့နော် Gmail account ကအရင်ရေးကြည့်တယ်ဒီကလို Gmail account တွေသူကဒီ password ဖြည့်သွားလဲပြန်တက်လိုက် Gmail account တွေပြန်တောင်းတက်တယ်ဒါကြောင့် Gmail account လေးတော့တိဖို့လိုတယ်အဲမတိဘူးဆိုလို့ရှိရင်တော့ Gmail account ကြုံနေရတော့နည်းနည်းလေး ငါနည်းနည်းလေးတော့ခက်တယ်နည်းနည်းလေးတော့အဲနည်းလေးထပ်ပြီးအချိန်ပေးပြီးထပ်လုပ်ရမယ်ဗျအဲ့တော့ဒီကတော့ဒီကောင်လေးကတော့ပါပါပါကျွန်တော်လည်းမသိဘူးပါခဲ့ရင်လည်းကြုံနေဆက်လက်ပြီးမြောက်ပေးမှာဖြစ်ပါတယ်โอเคအဲ့ဆိုတော့ကျွန်တော်ဒီမှာဒီ password မသိဘူးဆိုတော့ထုံးတဲ့တိုင်းပဲဖုန်းကိုပါဝါအရင်ပိတ်လိုက်မယ်နော်ပါဝါအရင်ပိတ်လိုက်မယ်โอเคပါဝါပိတ်လိုက်ပြီဆိုလို့ရှိရင်တော့အဲဒီမှာပါဝါခလုံးနဲ့အတန် short လက်ခလုံးနဲ့ကိုပြိုင်တူတွဲနေထားမယ်နော်အဲ့တော့ကျွန်တော်တားလိုက်ပြိုင်တူတွဲနေထားလိုက်မယ် ပရင်တာပဲပေါက်တက်လိုက်ရင်ဒီကလေးပါဝါခလုတ်လေးကိုလုတ်ပစ်လိုက်ပြီးတော့အတန်ရှော့တဲ့ခလုတ်လေးတော့ခဏဖိထားမယ်နော်ခဏဖိထားမယ်ခဏဖိထားမယ်ခဏဖိပြီးချက်ဆောက်ကြည့်မယ်ဗျာနော်အဲ့တော့တချို့ model မတူလဲအခုနေ့တိုင်းဖြတ်လို့ရတယ်เนาะတချို့ model မတူတဲ့ဖုန်းလေးဆိုရင်တော့တစ်ချက်လောက်စမ်းမယ်ပေါ့เนาะအတန်း အတန်ချဲ့တဲ့ခလုတ်လားသို့မဟုတ်တိုးတဲ့ခလုတ်လားဒါပဲဒီနှစ်ခုတည်းကတစ်ခုပဲပေါ့နော်အဲဒီကောင်တွေကတော့အတန်တိုးတဲ့ခလုတ်လေးပဲအဆင်ပြေတယ်အဲ့တော့ဒီလိုတက်လိုက်ရင်တော့ရပြီရပြီဆိုလို့ရှိရင်တော့ test ဆွင့်အလုပ်လုပ်တဲ့ဆိုတော့အမှအင်္ဂလိပ်လေးယူပြီးလိုက်မယ်ငယ်မှာနော်အင်္ဂလိပ်ယူပြီးလိုက်မယ်ဒီမှာ format data ဆိုတာရှိတယ်အဲဒါလေးပဲပြီးပြီကျွန်တော်တို့တခြား model တွေဆိုတော့ factory reset factory data reset တွေပါတယ်ယူပြီးရော power cloud နဲ့ debug ပြရတယ်ဒီကောင်တွေကတော့ test ဆွင့်အလုပ်လုပ်တဲ့ဆိုတော့တခါလေဒီမှာ format ဆိုပြီးတန်းချလိုက်မယ်အဲ okay အလုပ်မြင့်ချလိုက်မယ် ချပြီးတော့ဒီမှာရှိတဲ့သူ့နံပါတ်လေးရှိတယ်1602ဆိုရှိတယ်1602အဲ့ဒါလေးကိုနှိပ်လိုက်မယ်ပြီးရင် format ချလိုက်မယ်ဒါဆိုရင်သူကကျွန်တော်တို့ဒီဖုန်းထဲမှာရှိတဲ့အရာလေးတွေတော့ပြတ်သွားမယ်ပေါ့နော်အဲ့တော့ဒီမှာပြလိုက်တယ်ပြီးရင် format သူ့လိုလိုပိတ်ပြီးပြန်ပွင့်လာလိမ့်မယ်အဲခဏတော့စောက်ပေးပြနော်ဒါကြောင့်လို့ရှိရင်10မိနစ်တော့ကြာတယ်ခါရှိရင်10မိနစ်ကြာတယ်အဲ့လိုခဏတော့စောက်ပေးမယ်ဗျာ โอเคပြန်တက်တယ်ခဏစောင့်မယ်အားလေးပိုင်နေနေတော့အားလေးပိုင်တစ်ခါတည်းချိတ်ပြီးသားပါနော်အားလေးရှိဘူးလို့လိုပါတယ်ဗျအဲ့တော့နေနေနဲ့အားလေးတစ်ခါတည်းချိတ်ပြီးသားပါဗျโอเคဒါဆိုရင်ဒီမှာပြန်တက်လာပါပြီပြန်တက်လာလို့ရှိရင်တော့အခုလိုပုံစံလေးဖြစ်မှသိအခုလိုမျိုးလေးဖြစ်သွားပြီဒါပြီးမြားလေးနဲ့ဆက်လက်ကြုံမယ်เนาะโอเคအားဆိုမြားလေးနဲ့ဆက်သွားလိုက်မယ်โอเคဒီမှာလည်းမြန်မာယူထားဆိုတော့ကျွန်တော်နည်းနည်းလေးဟိုအဆင်းပြောင်းအင်္ဂလိပ်လိုခဏယူလိုက်မယ်အားပြီးတော့နည်းဆက်သွားမယ် ဒီကတော့ region တော့မြန်မြန်မာထားလိုက်မယ် continue သွားမယ်အဲ့တော့ဒီမှာ unicode သုံးပါစေထားလိုက်တယ် continue ပဲဆက်သွားမယ် mandate ဆက်သွားမယ်အဲ okay ဒီမှာ sync okay မှာ sync က continue ပဲဆက်သွားလိုက်မယ် okay ဒီအားဆိုဒီမှာကျွန်တော်တို့ဒီမှာဒီမှာကြော်လဲရတယ်ဒီမှာ wifi လေးတစ်ချက်တောင်းရင် wifi လေးချိတ်ပေးအဲ့တော့ wifi လေးတစ်ချက်ရှိရင်တော့ချိတ်ပေးလိုက်မယ်နော် okay အဲ့တော့ပြီးတော့ကျွန်တော် wifi လေးချိန်ပြီးတော့ net ကြီးဆက်သွားလိုက်မယ် net ဆက်သွားလိုက်မယ် okay ဒီညလေးမှလည်းခဏဆောက်ပေးရမယ်ဗျာနော်ခဏဆောက်ပေးပါဗျာ okay ခုလိုမျိုးပေါ်လာရင်တော့ကျွန်တော် dot copy လေးကိုနှိပ်မယ်နော် dot copy လေးကိုနှိပ်လိုက်မယ်โอเคဒါဆိုရင်အခုလိုပုံစံတိုင်းအဲခုလိုပုံစံလာပြနေရင်เนาะကျွန်တော်ဒီမှာချက်ချီကလေးနဲ့ထွက်လိုက်မယ် ထရပီနော်ဒီကောင်းတော့တိတ်ချတယ်ဒါလေးကဂျီမီကောက်ပါနေပါတယ်ဒီမှာဂျီမီကောက်ပါနေတယ် โอเคကျွန်တော်တို့ကဒီကောင်လေးကတော့ဒီဂျီမီကောက်ကတော့အရင်ဖုန်းအရင်အရင်ပုံတော့ပထမဆုံးကိုယ့်ရဲ့ပထမဆုံးထည့်ခဲ့တဲ့ဂျီမီကောက်ကိုပြန်ထည့်ပေးရမှာဖြစ်ပါတယ်။သိရင်တော့ဒီမှာဂျီမီထဲ password ထည့်နေသွားပြီးရောဆက်လက်ကြုံလိုက်ရင်တော့ပြီးသွားပြီ။အဲ့တော့ကိုကတကယ်လို့ဂျီမီကောက်တွေမသိဘူးဆိုလို့ရှိရင်တော့ကြုံနည်းကိုတော့နောက်ဗီဒီယိုမှာဆက်လက်ပြီးမျှဝေပေးပါဦးမယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်မိတ်ဆွေများဒီဖုန်းတွေရော password ဖြည့်နေအားလုံးသိရှိသွားပြီလို့ထင်ပါတယ်ဗျ။အားလုံးကျေးဇူးတင်ပါတယ်ဗျ။နောက်ဗီဒီယိုမှာဆက်လက်တွေ့ပါဦးမယ်ဗျာ။